ီလက်မြေတဲကို2000နဲ့ရောင်းချလို့လူပြောများနေတဲ့တထေးဥဆောင်ဆောင်မြန်မာနိုင်ငံရဲ့ချမ်းသာဆုံးတထေးဖြစ်ပေမဲ့ကွန်ပကာတနာကျယ်ဝခြင်းမရှိဘဲငလင်းဘေးတင်ပြည်သူတွေကိုထိရောက်ဆုံးလှူဒန်းထိတာက ERA Foundation ဥက္ကဋ္ဌဥဆောင်ဆောင်ပဲဖြစ်ပါတယ်။လောကကြီးမှာချမ်းသာကျွမ်းတဲ့တထေးတွေဟာတသက်တာသုံးမကုန်တဲ့စီးစိမ်ချမ်းသာဥစ္စာတွေကိုပိုင်ဆိုင်ထားကြပေမဲ့လူလောကကောင်းကျိုးတည်ဖို့ဖို့ကတော့မင်းနေတတ်ကြတာပါ။ ERA Foundation ဥက္ကဋ္ဌတထေးဥဆောင်ဆောင်ကတော့ဒီလိုသူရဲ့ချမ်းသာကျွမ်းမှုတွေကိုအတုံးချကလူမှုအကျိုးပြုလုပ်ငန်းတွေကိုလည်းလှုံ့ဆော်နေရဖြစ်ပါတယ်။ ERR Foundation ဥက္ကဋ္ဌဦးစောစောဟာစီးပွားရေးလုပ်ငန်းတွေကိုလည်းလုပ်ကင်နေတဲ့မြန်မာနိုင်ငံရဲ့ချမ်းသာသောတထည်ဖြစ်ပါတယ်ဒီလိုချမ်းသာကျင်းဝတဲ့တထည်ဦးစောစောဟာစိတ်ထားကလည်းလေးစားစရာကောင်းကောင်းနဲ့ brighter စိတ်ကကိုပိုင်ဆိုင်ထားရလို့ဆိုရမှာပါအခုဆိုရင်တထည်ဦးစောစောဟာမြန်မာနိုင်ငံအလဲပိုင်းမှာပျက်စီးဆုံးရှုံးမှုတွေများပြားနေတဲ့နလီဘေးကြီးမှာလည်းဆက်ဆက်တမန်ကိုကြီးဆောင်ရွက်ပေးနေတာကိုတွေ့ရတာပါခုဆိုရင်ဦးစောစောကဈေးတက်လွန်နေတဲ့ဘေးလက်မြေကို2000နဲ့ရောင်းချနေရပါ ။စောပိုင်းမှာတော့တထေးဦးစောစောဟာနလင်တန်းသိပ်ပြည်သူတွေကိုအလို့အပ်ဆုံးဂရင်200ဆန်ယာယီစည်းရုံကြီးတစ်ခုကိုတုံးရက်ထင်းနဲ့အပီးတိဆောက်ပေးလိုက်တာဖြစ်ပါတယ်။အားလုံးကြည့်ကြတဲ့အတိုင်းငလင်ဘေးမှာစောင်းဦးတွေဟာတော်တော်လေးကိုပျက်စီးသွားရတာပါ။ဒီလိုစောင်းဦးတွေကိုပြန်လည်တိဆောက်ဖို့အတွက်ဘီလက်မြေလိုအပ်နေရဖြစ်ပါတယ်။ဒီလိုအချိန်မှာဝိသမလောဘသားတွေဟာဘီလက်မြေကိုဈေးတင်ရောင်းချနေရပါ။ဒါကြောင့်လေလူတွေမှာအခက်အခဲဖြစ်နေရတာပါ။ ERA Foundation ဦးစောစောကတော့ဘီလက်မြေတိတ်ကို2000နဲ့ရောင်းချနေရဖြစ်ပါတယ်။